ဟိုပုံးတဖောင်နိုင်မီထုံးပွဲတော်ဆိုတာဒီတိယခုမှကြုံမှုတာပြောရမယ်ဆိုရင်တော့အပျော်ရမ်းလောင်းကစားဝိုင်းနေတဲ့အရန်ကိုပေါ်တယ်ဟိုပုံးတူဖောင်နိုင်မိထုံးပွဲတော်ကိုနိုဝင်ဘာဖက်ရက်နေ့ရရင်ပြီးတော့ဖက်လေးရက်နေ့ထိကျင်းပပါလေ။လုံးဝကို မရှိတော့ဘူးလို့ထင်တယ်။ တမ်ပိုလာကန်ဖမ်မဲကိုလည်းတွေ့ခဲ့တယ်။တမ်ပိုလာကန်ဖမ်မဲယုံကလည်းဒီလိုကြီးအကြီးပဲမန်တက်ကြီးနဲ့ကိုထိုးပြီးတော့ကိုပေါ့နော်။အာလူလည်းတော်တော်များတယ်။ပြီးတော့တဖောင်းနိုင်ပွဲတော်မှာသူ့ရဲ့ပွဲဖေးတန်းမှာတော့ဘာတွေပေါ်လဲဆိုတော့ဒီလိုအပြော်ရလန်ကဖောင်းဝိုင်းတွေတော်တော်ကိုပေါ်တယ်။ကလေးလူကြီးလူငယ်မရွေးဖုံဖုံနေပါမကြမ်းအာလာရောက်ဖော့ကြတယ်ပေါ့နော်။ကဘာကြတာကိုတွေ့ရတယ်။ ဒီကြွေလေးကတော့အရင်တော့မြင်မှုရယ်ပေါ့နော်အခုတော့ပုံမှန်တစ်မျိုးပြောင်းပြီးတော့ Chelsea ရဲ့ Man U တွေဖြစ်ကုန်ပြီအတားတော့အရန် Vee fit တက်တဲ့ကလေးလေးတွေပေါ့နော်အဲသူတို့ကမျှပြစ်တာကို Vee fit ပြီးတော့မှပြစ်ကြတယ်အပြောချင်တာကတော့ကလေးလူကြီးလူငယ်မရွေးအရန်ကိုဒီမှာလာ for ကြတယ်လို့ပြောတယ်လုံးဝမ for တက်တဲ့ကလေးလေးတွေကတော့ကလေးလေး for တဲ့လေဖောင်းအုပ်တွေမှာသွား for ကြတယ်ပေါ့နော် ပြီးတော့တစ်ခါမှမမြင်ဘူးတဲ့ဟာကို boyfriend နဲ့မှတစ်ခါမှမမြင်ဘူးတော့တွေ့ခဲ့ရတယ် ဘာလဲဖူတော့ပိနေတမြအပြင်ဓာကြီးပေါ့နော်ဓာကြီးကဘာကြီးလဲမသိပေမဲ့ခုံမချရဘူးလို့တော့ပြောတယ်ကိုကွဲလောက်မှာတော့ရက်ွက်အလိုက်ဒီဖီမီမီတာလှဲတာတွေပေါ့နော် အာတွေ့ရတယ်ရက်ကွက်အလိုက်ကိုဝစ်ချင်တဲ့ကိုရဲ့ရိုးရဝစ်ဖုန်တွေကိုဝစ်လို့ရတယ်အဲ့ဒီအတွက်ကြောင့်မလို့ပအိုးဝစ်ဖုန်တွေရှမ်းဝစ်ဖုန်တွေအပြင်တခြားလူမျိုးတွေရဲ့ဝစ်ဖုန်တွေကိုတွေ့ရပဲပေါ့နော်ကလေးလေးတွေကအဖာပါတယ်အရန်ကိုအာကြည့်လို့လှတယ်ပေါ့နော်အဲ့ဒါကပွဲနေ့တိုင်းမှာဒီဖီမီမိကြလဲတာရှိတယ်မန္တလေးရွှေညီကိုကတော့တောင်ကြီးတဖောင်းနိုင် ပြီးတော့ဟိုပုံးတဖောင်းနိုင်ထီကိုခြေဖက်လာခဲ့တယ်။တတိယကတော့ဖာဖီယာကောင်းကောင်းကင်ကန်လေးတွေ့တဲ့အတွက်ကြောင့်အရန်ပြော်ပြီးတော့ဝင်ဖားခဲ့တယ်။ ဒါကတော့ဟိုဘက်ကလောင်ကဖာဝိုင်းနေပြီးတော့ဒီဘက်ကတော့မုံဖေးနှံကိုရောက်သွားတယ်ပေါ့နော်။မုံဖေးနှံမှာတော့တောင်ကြီးတစ်ဖောင်တိုင်းမှာတွေ့ခဲ့တဲ့ဖိုင်တော်တော်များများမုံဖိုင်တော်တော်များများကိုဒီဟိုပုံးတစ်ဖောင်တိုင်းပွဲဖေးတိုင်းကြီးမှာတွေ့ခဲ့တယ်။အာတော်တော်များများဒီဘက်ကိုပြောင်းလာကြရဲပေါ့နော် ပြီးတော့တိတိနေတိုင်းဝယ်ဖားခဲ့တဲ့မလင်းယူရီးယားကြက်ကြော်ကလည်းပိုပုံးတစ်ဖောင်နိုင်ပွဲကိုရောက်ရှိလို့လာပြီး ဟိုပုံးမျိုးဖူတော့တခြားအဖားဖာတွေအပြင်သူတို့ရဲ့ဟိုပုံးဒေသအတွက်တော်ဦးကျော်တွေဘာတွေရတော့ဖားရမယ်ပြီးတော့ဒီပရစ်ကိုတာကတကောင်ကြီးရောက်တော့မဟုတ်ဘဲနဲ့နိုဖီဘူးနဲ့ကြောင်းလာတယ်နော်တပူးကို9တောင်ရှရှောက်ပါဒီဖိုင်လေးပဲတွေ့တယ်ထမင်းကိုတော့တီတီတို့ကဟိုပုံးမျိုးသားမှာဖားခဲ့တယ်မြေိုးထမင်းဖိုင်ပေါ့နော် သူက ဖေးထဲမှာလဲတဖိုင်ရှိရဲတခါတော့တီတီဘလော့ရိုက်ပြီးရောမျှဝေပေးဘူးတယ်ပေါ့နော်သူ့ရဲ့ငပိရီက အန်တော်တော်လေးကိုဖားလို့ကောင်းတယ်ငပိရင်နဲ့ဝက်ဖတူးနဲ့ဖားခဲ့တယ်ပိုပုံးမျိုးသားမြေိုးထမင်းဖိုင်ရဲ့အပေါ်ဖုံးတက်မှာဘားလေးလည်းရှိတယ်ဒါကတော့ဘားအပေါ်အမြင်ရတဲ့ပွဲဖီဒန်တစ်ခုလုံးရဲ့မြင်ကွင်းနေပါပုံမှန်ဖိုလဲဖျားဝက်မဟုတ်တော့မှဒီမှာကညာဖီဒန်ရှိရလीနော်ဟိုပုံးတို့ဖောင်းနိုင်မှာလဲညာမီကြီးနှလုံးနေတိုင်းလွတ်ပါတယ်သူ့ရဲ့ညာမီကြီးကရှမ်းဖက်ကူနဲ့လုတ်တာမဟုတ်ဘဲနဲ့ပလတ်စတစ်နဲ့လုတ်တဲ့ဟာမျိုးပေါ့နော် အဝေးရရိုက်ခဲ့ရတာဆိုတော့ညာမီကြီးရဲ့နာမည်တွေမမြင်ရပေမဲ့အရန်ကိုလှပါတယ်။ဒါကဖတရနေ့ကလွင့်ခဲ့တဲ့ညာမီကြီးနှလုံးပေါ့နော်။တောင်ကြီးတဖောင်နိုင်ပြီးရင်ဟူပုံးတဖောင်နိုင်လည်းအရန်လှတဲ့အတွက်ပြီးတော့ဖလေးရနေ့ထီလည်းရှိသေးရှိနေသေးတဲ့အတွက်သွားရောက်လည်းပတ်ကြည့်ခဲ့ကြအောင်နော်။ဟူပုံးတဖောင်တော့ပွဲတော်ကြီးပြီးရင်နောက်ထပ်ဘာပွဲတွေရှိသေးလဲနော်။ပွဲကြိုက်တဲ့တီတီအတွက်ပွဲတော်တွေကိုမျှဝေပေးခဲ့ကြပါအောင်နော်။ နောက်ထပ်အထင်ကရပွဲတော်တွေကိုလည်းမျှဝေပေးချင်ပါသေးရဲ့နော်။